ရာဇဝင်ထဲကဇောကြီးဆိုတာတကယ်ရှိပါသလားဖေယသူကဘယ်လိုလူမျိုးလဲဖေယတချို့ကကိုပွားနိုင်တယ်လို့လည်းပြောကြပါတယ်အရှင်ဖေယသိရင်သိသလောက်ပြောကြားပေးပါဖေယတပည့်တော်သိကျင်လို့ပါဖေယတဲ့ဇောကြီးဆိုတာတကယ်ရှိပါတယ်နော်ဇောကြီးဆိုတာယောဂီခေါ်ဇောဂီဆိုတဲ့တက္ကရစကားကနေစဉ်းသက်လာတာပါယောဂီကနေဇောဂီဖြစ်ရခြင်းဟာရကိုစားပြုတ်ထားလို့ဖြစ်ပါတယ် အဆိုပါဇောဂီဆိုတဲ့စကားရက်ကိုပဲမြမတို့ကတက္ကတအတန်ပြက်ဖြင့်ဇောဂီဆိုပြီးခေါ်ဆိုနေခြင်းဖြစ်ပါတယ်။ဇောဂီဆိုတဲ့အဓိပ္ပာယ်ဟာယောဂတရားအထုတ်သူလို့အဓိပ္ပာယ်ရပါတယ်။ယောဂအကျင့်ဆိုတာဟာတမထအကျင့်၊တမာတိအကျင့်၊ဇန်အကျင့်တွေပဲဖြစ်ပါတယ်။ဇောဂီတွေဟာအဆိုပါယောဂအကျင့်ဖြင့်ကိုပြောက်ခြင်း၊မြေရှုမိုးပြန်နိုင်ခြင်း၊ကိုပွားနိုင်ခြင်းဆိုတဲ့လောကီအစွမ်းတကူတွေကိုရရှိထားတဲ့သူတွေပဲဖြစ်ပါတယ်။ ဆိုကြီးဟာပံမှန်လူသားတဦးတည်းကနေလောကီအစွမ်းတွေကိုရရှိထားတဲ့ပုဂ္ဂိုလ်တစ်မျိုးပါဆိုကြီးတွေဟာဗေဒင်ဟောခြင်းလက္ခဏာဖက်ခြင်းမိသွားလာသွားမိကျက်လက်ကျဂျူရက်ဂျူနေစတာတွေကိုလည်းလိလာလိုက်စားနေတဲ့သူတွေပဲဖြစ်ပါတယ်ဆိုကြီးဆိုတာဟာအဲ့ဒါပါပဲဒီနေ့မိခွန်းဖြေဖို့တက်တော့ဖွင့်လိုက်တဲ့အချိန်မှာ ပို့တစ်ခုဖက်လိုက်ရပါတယ်အဲ့ဒီပို့ကဘာရေးထားတာလဲဆိုတာကိုဦးစင်းဖတ်ပြမယ်နော် ်ငါတို့ဗုဒ္ဓဘာသာမှာယဟန်တော်တွေလူတွေကိုဇာမတ်ဖို့ရထားရင်တောင်ကြွားဝါခွင့်လုံးဝမရှိဘူးဒါဆိုယဟန်ဂေါရမကနောက်လိုက်တန်ကားများကိုတကူမပြခိုင်းပဲသူကိုယ်တိုင်ကြတကူပြတော့အကြောင်းရင်းလေးဖြေပါဦးတဲ့ဗုဒ္ဓဘာသာပုံစံဟန်ဆောင်ပြီးမေးထားတာနော်မေးတာတောင်မှအကောင်မမေးဘူးရွဲ့ပြီးမေးထားတာဦးစင်းတို့ဗုဒ္ဓဘာသာဝင်တွေထဲမှာဦးစင်းကိုတိုက်ခိုက် နေတဲ့လူ၃လေးယောက်လောက်ရှိတယ် အဲ့ဒီလူတွေကဒီလိုပို့တွေကိုကြတော့ကြောက်တယ်ပြန်ပြီးတော့မပြောရဲကြဘူးเนาะဒါပေမဲ့အချင်းချင်းကြတော့ခြားတယ်ဗျသူတို့ကဖူးစင်းတို့ဗုဒ္ဓဘာသာဝင်တချို့ကဘာနဲ့အလားတရံတူတယ်လဲဆိုရင်တောထဲမှာရှိတဲ့တောကျွဲရိုင်းတွေလိုပဲတောကျွဲရိုင်းတွေကအချင်းချင်းကြတော့ဟွေ့တယ်သူတို့ကိုဝင်ဆွဲနေတဲ့ချိန်သေးတွေကြားတွေကိုကြတော့ပြန်ပြီးတော့မဟွေ့ကြဘူးเนาะကဲထားပါလေသူတို့မပြောပြင်မဲ့ဦးစင်းပြောလိုက်ပါမယ် မြတ်စွာဘုရားကဝိနည်းပြည့်ညတ်တယ်ဆိုတာတာဝကအတွက်ပြည့်ညတ်တာသူ့အတွက်ပြည့်ညတ်တာမဟုတ်ဘူးเนาะယဟန္တာတွေတောင်မှတာဝကထဲပါတဲ့အတွက်အဘတ်တင်တယ်เนาะဝိနည်းကိုတာဝကအတွက်ပြည့်ညတ်တယ်ဆိုတဲ့အကြောင်းအချင်းချုပ်ပြီးပြောပြမယ်တခါတုန်းကအရှင်ပိန်ဒေါလာမထေတကူပြတဲ့အတွက်မြတ်စွာဘုရားကနဘိခဝေအိဋ္ဌိပါတိဟာရိယတတ်တိတ္တပံယောဒတ်တိယအပတိဒုက္ကတဆိုပြီး ဝင်းနီးပြင်းညက်လိုက်ပါတယ်အဲ့ဒီလိုဝင်းနီးပြင်းညက်လိုက်တဲ့အခါမှာတိဋ္ဌိတွေကမြတ်စွာဘုရားကိုတကူပြိုင်ဖို့စိန်ခေါ်တာကြောင့်မြတ်စွာဘုရားကတိဋ္ဌိတွေကိုတကူပြဖို့လုပ်ပါတယ်ဒီအခါမှာကောသလမင်းကမြတ်စွာဘုရားတပည့်တွေကိုကြတော့တကူမပြခိုင်းပဲမြတ်စွာဘုရားကိုယ်တိုင်ကြတော့တကူပြလို့တင့်တော်ပါမလားလို့ရှောက်ပါတယ်မြတ်စွာဘုရားကအသင်မင်းကြီးအသင်မင်းကြီးရဲ့ဥယျာဉ်ထဲမှာအသင်မင်းကြီးပိုင်တဲ့တရက်ပင်တစ်ပင်ရှိတယ် အဲ့ဒီတရက်ပင်ကတရက်သီးတွေကိုတခြားလူတွေခူးစားမယ်ဆိုရင်မင်းပြင်းမင်းတန်တင့်ပြီးအသင်မင်းကြီးကိုယ်တိုင်ကြတော့ခူးစားခွင့်ရှိတယ်မဟုတ်လားအဲ့ဒီဥပမာတိုင်းပဲဒီသာသနာတော်ကိုငါဖျားပိုက်တဲ့အတွက်ငါဖျားကတကူပြခွင့်ရှိတယ်ဝီနီးပြည့်ညက်တာဟာငါဖျားအတွက်ပြည့်ညက်တာမဟုတ်ဘူးတာဝကတွေအတွက်ပြည့်ညက်တာဆိုပြီးမြတ်စွာဘုရားဟာတိဋ္ဌိတွေကိုတကူထွက်ကြင်ပါတယ်တိဋ္ဌိတွေလည်းပဲရှုံးပြီးတော့ထွက်ပြေးကုန်ပါတယ်နော်ဒါကြောင့်မြတ်စွာဘုရားဟာ ဝိနည်းသိက္ခာပုပြည့်ညတ်တယ်ဆိုတာသူ့အတွက်ပြည့်ညတ်တာမဟုတ်ဘူးတာဝကတွေအတွက်ပဲပြည့်ညတ်တာเนาะအဲအဲ့ဒါကိုသိထားဖို့လိုပါတယ်ဒီပုဂ္ဂိုလ်တင်တဲ့ပိုင်ရှင်လေးပဲအခုဦးစင်းပြောလိုက်တဲ့အကြောင်းအရာကိုမြင်ပါစေလို့ဆုတောင်းပါတယ်เนาะအရှင်ဖေရလူတွေသေသွားရင်အိမ်မှာရှိနေနိုင်သေးလားဖေရတဲ့မရှိပါဘူးเนาะတချို့လူတွေကလူတယောက်သေသွားပြီဆိုရင်အိမ်မှာခုနှစ်ရက်နေပြီးမှ တခြားဘဝကိုကူးပြောင်းတယ်လို့ယူဆတတ်ကြပါတယ်။အဲ့ဒီအယူအဆဟာအန္တရာဘဝအယူဖြစ်တဲ့အတွက်မိစ္ဆာဒိဋ္ဌိဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီလိုအယူမျိုးကိုဗုဒ္ဓဘာသာဝင်များအနေဖြင့်လက်မခံသင့်ပါဘူး။ဂတိ၅မျိုးရှိပါတယ်။ဂတိ၅မျိုးကဘာတွေလဲဆိုရင်၁ဒေဝဂတိနတ်ပြည်၂မနုဿဂတိလူပြည်၃တိရိစ္ဆာနဂတိတရိစ္ဆာန်ပြည်၄ ပေတာဂတိပိတ္တာပြေငါမိရယဂတိငရေပြေတို့ ဖြစ်ပါတယ်ပုထုဇဉ်တယောက်သေးပြီဆိုရင်အဆိုပါဂတိ၅မျိုးတမျိုးမျိုးကိုလာရောက်ရမှာဖြစ်ပါတယ်ကုသိုလ်ကံကထောက်ပံ့ပေးမယ်ဆိုရင်ဒေဝဂတိနဲ့မနုဿဂတိတစ်ခုခုကိုလာရောက်ရမှာဖြစ်ပြီးအကုသိုလ်ကံကအထောက်ပံ့ပေးတယ်ဆိုရင်တော့တရိစာနာဂတိပေတာဂတိမိရယဂတိအရိဂတိ၃မျိုးတမျိုးမျိုးကိုလာရောက်ရမှာဖြစ်ပါတယ် ိမ်မှာခွနရက်နေတယ်ဆိုတာမဟုတ်ဘူးလို့မှတ်သားထားရမှာဖြစ်ပါတယ်။